ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။အနမဲလောကရဲ့ power system တွေဟာတာမန် ကြည့်ရင်ရှုပ်ထွေးမှုရှိလာပါဗါ။ power system ဆိုတာအလွယ်ရှင်းပြရရင်သူတို့အသုံးပြုတဲ့စွမ်းအားတွေကိုဆိုလိုချင်တာပါ။ Naruto series ထဲမှာဆိုရင် Shadow Clone, Rasengan ရဲ့ Chidori တို့တို့ဟာနာမည်ကြီးကြပါဗါ။ Dragon Ball series ထဲမှာတော့ Fusion Dash နဲ့ Kamehameha တို့ကနာမည်ကြီးကြသလို JJK series ထဲမှာဆိုရင်လည်း Domain Expansion တွေဟာနာမည်ကြီးကြပါဗါ။ ဂျေဂျေဂေး series အကဘာတဝမ်းမှာအရှိန်ဟုန်ကောင်းကောင်းနဲ့စီးစစ်နေတဲ့ anime series တစ်ခုပဲဖြစ်ပါတယ်။ Domain Expression ဆိုတာ cast တစ်ခုရဲ့ pinnacle လို့တောင်ဆိုနိုင်ပါတယ်။ Jujutsu ပညာရှင်တယောက်အတွက်အကျဉ်းဆုံးစွမ်းရည်ကိုပြောပါဆိုရင် Domain Expression လို့ပဲညွှန်ဆိုရပါမယ်။ရှိသမျှစွမ်းရည်တွေကိုအထုပ်တစ်ခုလိုထုတ်ပိုးပြီးတဲ့နောက်ရရှိလာတဲ့စွမ်းနဲ့စင်တူပါတယ်။ JJK Universe ရဲ့ high flow moment တွေကိုပြောပါဆိုရင် Sukuna က Malevolent Shrine ကိုထုတ်ပေါ်ပြသတဲ့စင်နဲ့ Gojo က Unlimited Fight ကိုထုတ်ပေါ်ပြသတဲ့စင်တွေကိုညွှန်ရမှာပါ။ ဒိုမိန်းတွေရဲ့အဓိကအလားတရားကတဦးတယောက်ပေါ်ကိုသာမူတည်နေပါတယ်ပြောရရင် individual scale set တမျိုးဖြစ်ပြီးကိုယ့်ရဲ့ domain ဟာပြန်ပက်ရဲ့ domain ကို expand နိုင်ဖို့အရေးကြီးပါတယ်။မြန်မာလိုပဲပြောရမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်နဲ့ဟာအခြားသူရဲ့ပိုင်နဲ့ကိုချက်တွင်နိုင်ဖို့အရေးကြီးပါတယ်။ဒါကြောင့်ကြကြီးခေတဲ့ car domain တွေထဲမှာဘယ် domain ကအကျန်းဆုံးဖြစ်မလဲဆိုရဲမေးခွန်းကအရန်ကိုမှစိတ်ဝင် စားစရာကောင်းနေခဲ့ပါတယ်။အချို့သော domain တွေရဲ့လွတ်လွတ်တဲ့ပုံစံကအရန်ကိုမှရှုပ်ထွေးလွန်းလာတာကြောင့်ဒီနေ့မှကျွန်တော်တို့အသေးစိတ်ကြကြလေးစူးစမ်းကြည့်ကြပါမယ်။ ဒီနေ့မှာတော့ JJK Universe တဲ့ကရှိရှိသမျှ domain expansion တွေကိုအဆင့်သတ်မှတ်ပေးသွားပါမယ်။ Dioik Tenkai အရှုပ်ထွေးဆုံး domain တွေကိုပါနားလည်လွယ်အောင်ရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးချဖို့မျှော်လင့်ပါတယ်။ကျွန်တော်ကတော့ domain တွေကို explore နိုင်ဖို့ JJK Manga ရဲ့ chapter 150လောက်ထိဖတ်ရှုထားပါတယ်။ JJK series ကိုမကြည့်ရသေးတဲ့သူတွေအတွက်လည်း spoiler အနည်းဆုံးဖြစ်အောင်ရှင်းပြပေးသွားမှာပါ။ spoiler အ ਨੇ စုံဖြစ်အောင်ရှင်းပြပေးမယ်ဆိုရင်တောင်မှရှိရှိသမျှ spoiler တွေကိုပြောပြပေးတတ်တာဟာကျွန်တော်ရဲ့ availability တွေထဲက availability တခုဖြစ်တာအကြောင်းစတာကြည့်လိုက်ကြပါ domain တခုဆိုတာဝိဇာတင်ရရှင်သူမျိုးစင်စာဝိညာဉ်ရဲ့အတ္တမှုလို့ဆိုနိုင်ပါတယ် expansion ဆိုတာကတော့ personal domain တခုကိုအသုံးပြုပြီးအခြားသူရဲ့ domain ကိုချဲ့ထွင်ရတဲ့ပုံစံမျိုးဖြစ်ပါတယ် domain expansion တွေကိုပဲဘာကြောင့်ထပ်ခါတလဲလဲရှင်းပြနေရသလဲဆိုတော့ဒီ domain expansion တွေကကွဲပြားမိမဲ့သူတို့ရဲ့အခြေခံသဘောတရားတွေကတော့အတူတူပဲဖြစ်ပါတယ် domain expansion ဆိုတာ very ရနေပညာတစ်ခုဖြစ်ပြီး cast period တစ်ခုရဲ့မွေးရပါ availability တစ်ခုပဲဖြစ်ပါတယ် cast availability တစ်ခုဖြစ်တာကြောင့် domain တစ်ခုဟာတကားတစ်ချက်လည်းဖြစ်နေနိုင်တယ်လို့နေရန်တစ်ခုလည်းဖြစ်နေနိုင်ပါတယ်ထူးခြားတာတစ်ခုကတော့ဒီနေရန်တွေတကားတွေမှာလည်းစီမင်းစည်းကမ်းတွေရှိနေပါတယ်ဒီစည်းကမ်းတွေကို domain ဖန်တီးတဲ့သူကသတ်မှတ်နိုင်တာမျိုးဖြစ်ပြီး domain တွေအကုန်လုံးမှာတူညီတဲ့စည်းကမ်းချက်တစ်ခုစီရှိပါတယ်ဆက်လက်အပြေရှားရမယ့်မေးခွန်းကတော့မွေးရပါ domain ဆိုတာပါလဲ metaphysical territory တခုဖြစ်ပြီး user ရဲ့စိတ်နဲ့ထိချုပ်နိုင်တဲ့ domain တိုင်းဟာအသေးစိတ်တွေရှိနေကြပါတယ်။ကဲဒါကြောင့်လေကျော်မရှိပဲနံပါတ်11နေရာမှာရောက်ရှိနေခဲ့တဲ့ domain အကြောင်းကိုပြောကြပါမယ်။ဒီနေ့ video ရဲ့နံပါတ်11နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကတော့ horizon for cultivating scanner ပဲဖြစ်ပါတယ်။ဒီ domain ရဲ့နာမည်ကအရန်ရှည်ပင်မဲ့ရိုးရှင်းမှုရှိပါတယ်။ဒီ domain ကို dragon ကအသုံးပြုခဲ့တာမျိုးဖြစ်ပြီး gero ကထိချုပ်ထားခဲ့ပါတယ်။ဒီ domain ကနာမည်အရန်ရှည်တဲ့လောက်အရန်လက်ကျဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဖြူရောင်တဲတောင်မြကြီးနဲ့အတူတစ်ဖက်မှာလည်းကျဲပြောလာတဲ့ပင်လယ်ပြေကြီးတစ်ခုဟာရှိနေခဲ့တာပါ။ဒါဂွန်ဆိုတာငါးမိတ်စာတကောင် ဖြစ်ပြီးဆူနာမီလိုမျိုးရေနဲ့စိုက်သောကတ်တစ်ခုကနေပါတဆင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါဂွန်ဖန်တီးထားတဲ့ဒိုမိန်ကြီးဟာ Castworm တစ်ခုနဲ့ဆင်တူပါတယ်။ Castworm ဆိုတာကိုရှင်းပြလိုက်ရင်အနာဂတ်မှာဖြစ်လာမယ့်အကြောင်းအရာတွေကိုချိုးတင် spoil မိမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဗီဒီယိုမှာတော့ထည့်မပြောပြတော့ပါဘူး။ဒါဂွန်ဆိုတာငါးတကောင်ဖြစ်ပေမဲ့ရှီဂီကာမီတွေကိုဖန်တီးနိုင်စွမ်းရှိပါတယ်။ ရှိကီကာမီဆိုတာမဲဂူမီအတုံပြတဲ့အရေးပေါ်မှာအခြေခံထားတဲ့ spirit တွေပဲဖြစ်ပါတယ်။ဒါကုန်ကိုရိုင်းဖန်တီးတဲ့ရှိကီကာမီဆိုတာငားပေါ်မှာအခြေခံထားတာမျိုးဖြစ်ပြီးသူ့ရဲ့ကိုပိုင် domain ထဲမှာတော့အရန်ချန်ပါတယ်။ဘာလို့ဆိုဒါကုန်ရဲ့ domain ဟာပင်လယ်ပြည်စည်းတစ်ခုဖြစ်နေတာကြောင့်ပါ။ဘာကြောင့်အရင် powerful ဖြစ်တာလဲလို့မေးလာရင်တော့ဒီ domain တဲကိုလူတယောက်ထပ်ပို့ပြီးထည့်လို့ရတာကြောင့်လို့ပဲဆိုရပါမယ်။ဘာလို့ဆိုဒီ domain တဲကိုနာနာမီ၊ Marky နဲ့ Naobido တို့ကိုထည့်ပြီးကောင်းကောင်းကြီးပညာပြနိုင်ခဲ့တာကြောင့်ပါ။ ဒါကြောင့်လည်းဒီ domain ကိုဒီနေ့ video ရဲ့နံပါတ်11နေရာမှာထားထားလိုက်တာမျိုးဖြစ်ပါတယ်။ဒီနေ့ video ရဲ့နံပါတ်10နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကိုတော့ smallpost.dl လို့ခေါ်ပါတယ်။ဒီနာမည်ကတော့ဒီ domain ကိုဖန်တီးတဲ့ cost တစ်ခုရဲ့နာမည်ဖြစ်ပြီး domain ရဲ့နာမည်အစီအမံတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီ domain ဟာ special grade တစ်ခုဖြစ်ပြီး Gero ကအသုံးပြုခဲ့ပါတယ်။ Gero ရဲ့ဒီ domain ဟာ cost တစ်ခုအပေါ်မှာအခြေခံပြီးဖန်တီးထားခဲ့တာမျိုးပါ။ Smallpost ဆိုတာရေကြောက်ကိုပြောတာမျိုးဖြစ်ပြီး3 dimensional ရှိတဲ့အခြေစားတစ်မျိုးလည်းဖြစ်ပါတယ်။ ကျိန်းစာကိုရိုင်းကဒိုမိန်တစ်ခုကိုအစ်စပန်နိုင်စံရှိနေတာမျိုးပါဒီဒိုမိန်ဟာလည်းလူပေါင်းများစွာကိုဖမ်းချုပ်ထားနိုင်ပြီးသူ့ရဲ့ hit rate ကလည်းအရန်များပါတယ် hit rate ဆိုတာကတော့ဒိုမိန်ထဲမှာ cost တစ်ခုကိုတက်ခိုင်းနေတဲ့ rate တစ်ခုဖြစ်ပြီးထိုးကြီးမှာက cost energy မရှိတဲ့အတွက်ကြောင့်ဒီ hit rate ကထိုးကြီးအပေါ်မှာလုံးမလုံးပါဘူး small post diary ဟာ counter တစ်ခုကိုစေခွန်နိုင်စံရှိပြီးကြောက်တုံးကြီးတစ်ခုနဲ့ထူးချေပြနေပါတယ်အကယ်၍ပိတ်နောင်ခံရတဲ့လူဟာ၃စက္ကန့်အတွင်းပြန်မထွက်လာနိုင်ဘူးဆိုရင်တော့ကိစ္စတုံးပါပြီ။ ဒီဒိုမိန်းနဲ့ကိုကြားရောက်သွားတဲ့ဂျူဂျူဆုပညာရှင်ကလည်းမဲမဲဖြစ်တဲ့အတွက်ကြောင့်အခက်မတွေ့ခဲ့တာပါ။မဲမဲဆိုတာ grade 1ဂျူဂျူဆု user တယောက်ဖြစ်ပြီးဒီဒိုမိန်းကို grade 1နဲ့ special grade တွေကမှသာလင်ဖြည့်ရှင်းနိုင်စွမ်းရှိပါတယ်။အချိန်တိုင်းမှာမဲမဲကဒီ counter ကြီးကို3စက္ကန့်မပြည့်ခင်မှတင်ဖြည့်ဆည်းပြနိုင်ခဲ့တာပါ။ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့ဒိုမိန်းကတော့ deadly sentence ပဲဖြစ်ပါတယ်။ဒါ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  Deadly Sentence ဟာ Nav Lethal Domain တစ်ခုဖြစ်ပြီး Jargon ရဲ့ Domain ကတော့ Lethal Domain တစ်ခုပဲဖြစ်ပါတယ်။ ဒီဒိုမိန်ကို Hiromi Hirukama လို့ခေါ်တဲ့ Public Defender တယောက်ကအသုံးပြုခဲ့ပါဗျ။ဒါကြောင့်လည်းဒီဒိုမိန်ဟာဒီနေ့ဗီဒီယိုရဲ့ပထမဆုံးရှုထွေးမှုရှိတဲ့ဒိုမိန်တစ်ခုဖြစ်လာခဲ့တာပါ။ဒီဒိုမိန်ထဲမှာ Hiromi Hirukama ဟာရှင်းနေတယောက်တို့ပြုမှုပြီးရောက်လာတဲ့လူကိုဆွဆွဲပါဗျ။ဒါကြောင့်ဒီဒိုမိန်မှာ Hiri မရှိပါဘူး။ Hiri မရှိပေမဲ့ Rure တော့ရှိပါသေး။ရှင်းနေဆိုတော့လည်း Rure ရှိနေတာတော့မဆန်းပါဘူး။စမ်းတာတစ်ခုကတော့ဒီဒိုမိန်ထဲမှာအကျန်းဖက်မှုတွေကိုလုံးဝလုံးဝခွင့်ပြုမထားပါဘူး။ ဒီဒိုမိန်းထဲမှာဟီရိုမီကိုရိုင်ဖန်တီးထားတဲ့ရှိကီကာမီတရားသူကြီးကလည်းပါဝင်ပြီးဘရာသာကဒီဒိုမိန်းထဲကိုရောက်သွားမယ်ဆိုရင်တောင်မှဟီရိုမီကိုလုံးဝထိုက်ခိုက်လို့မရပါဘူး။ယူဂျီရဲ့ကိစ္စမှာဆိုရင်တရားသူကြီးကယူဂျီရဲ့ဘဝတရှောင်ဖြစ်ပျက်ခဲ့သမျှတိစားအဝဝကိုသိရှိနေခဲ့ပါတယ်။ဒါကြောင့်အပြစ်ရှိလားမရှိဘူးလားဆိုတဲ့စဉ်းစားမှုတွေကိုပါလှုပ်ဆောင်နိုင်ခဲ့တာပါ။ခတ်စတဲ့ကောင်ကမတည်ပဲတရားသူကြီးကသာသိနေတာမျိုးကိုဆိုလိုပါတယ်။တရားခဏ်ကလိမ်မယ်ဆိုရင်တောင်မှတသက်တေကန်စာရွက်တွေကအလိုလိုရောက်ရှိလာတာကြောင့်လိမ်ဖို့မဖြစ်နိုင်ပါဘူး။ UG ရဲ့ပြမှုအတွက်ပြင်ဆင်ထားတဲ့အရာကတော့ Executioner Software ပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင် UG ရဲ့ပြမှုကသေတံကိုချမှတ်ခံလိုက်ရတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီဓာတ်ကို Cost Energy နဲ့ဖန်တီးထားတဲ့အတွက်ကြောင့်တစ်ချက်လောက်ခုံမိလိုက်ုံနဲ့အသက်သေဆုံးသွားနိုင်ပါတယ်။ UG လိုမျိုးရိုးသားတဲ့အပြစ်သားတယောက်အတွက်ကတော့ဒီတာဟာအလုံးမလုံးဘူးလို့သိထားရပါတယ်။ဒါကြောင့်ဒီဒိုမိန်ဟာလည်းပြတ်တလောက်ကြီး powerful ဖြစ်မနေပါဘူး။ဒီနေ့ video ရဲ့နံပါတ်၈နေရာမှာရောက်ရှိနေခဲ့တဲ့ဒိုမိန်ကတော့ Chimera Shadow Garden ပဲဖြစ်ပါတယ်။ ဒီတို့မိဟာအနမဲမှာတော့ပြောသလောက်ကြီးစွာမကြီးမားသေးတာမှန်ပေမဲ့မန်ကမှာတော့တော်တော်အထာကျနေပြီဖြစ်တဲ့ဒိုမိန်းတစ်ခုလို့ဆိုရပါမယ်။ဒီဒိုမိန်းကိုမဲကူမီကအသုံးပြုနိုင်ခဲ့တာမျိုးဖြစ်ပြီးမပြည့်စုံသေးတဲ့ဒိုမိန်းတစ်ခုဆိုရင်လည်းမမှားပါဘူး။မဲကူမီရဲ့ဒိုမိန်းအလုပ်လုပ်တဲ့ပုံစံကိုဆက်ပြီးရှင်းပြပေးပါမယ်။ဒီဒိုမိန်းကကြတော့မဲကူမီရဲ့စီကက်ကန့်မီဂိုငွေသို့မဟုတ်အရေးတွေနဲ့ဖန်တီးထားတဲ့အကာအရန်တစ်ခုပဲဖြစ်ပါတယ်။ဒီအကာအရန်ထဲမှာမဲကူမီကသူ့ရဲ့ရှီကီကာမီစေကောင်စလုံးကိုဆင့်ခေါ်ပြီးရန်သူကိုတိုက်ခိုက်နိုင်ပါတယ်။ မဲဂူမီရဲ့ရှိကီဂါမီရီဆိုတာအရေးတွေတက်တတာဖြစ်ပြီးထိတွေ့လို့မရနိုင်တဲ့ creature တွေပဲဖြစ်ပါလေအရေးတွေဖြစ်တဲ့အတွက်ကြောင့် cost energy ရှိနေမယ်ဆိုရင်တောင်မှဒီအရေးထဲမှာထာဝရပိတ်မိသွားနိုင်ပါတယ်မဲဂူမီရဲ့ domain ဟာတော်တော်ထူးဆန်းတဲ့ domain တစ်ခုဖြစ်ပြီး hit rate လည်းမရှိသလိုဘာစည်းကမ်းမှလည်းရှိမနေပါဘူးတခြားရှင်းပြရရင်ခမားရခန်းတဲကိုမဲဂူမီကရောက်လာတာမျိုးဖြစ်ပြီးခမားအခန်းတစ်ခုလုံးကိုသူအသွင်ပြလိုက်တဲ့အရေးတွေနဲ့ဖုံးလွှမ်းလိုက်တဲ့သဘောမျိုးသာဖြစ်ပါတယ် မဲဂူမီဟာသူ့ရဲ့ shadow domain အတွင်းမှာဆိုရင် potential 120ခန်းလုံးကိုရရှိတဲ့အတွက်ကြောင့်သူအသုံးပြုနိုင်တဲ့ shadow ဆယ်ကောင်စလုံးကလည်းအရက်ကိုမှဖောင်းအဖူးဖြစ်လာပါတယ်။မဲဂူမီရဲ့ shikigami ဆယ်ကောင်ဟာ JJK series ရဲ့အကြမ်းဆုံး shikigami ဆယ်ကောင်လည်းဖြစ်ပါတယ်။မဲဂူမီရဲ့ပြင်မှတ်ကအရေးအတွင်မှာ Tower နင်းမြုပ်သွားပြီဆိုတာကြောင့်မမဲဂူမီရဲ့ domain ဟာအဆုံးသတ်သွားတာမျိုးပါ။ကဲမဲဂူမီရဲ့ Chimera Shadow Garden ကတော့ရှင်ပြရအလွန်လွယ်ကူတဲ့ domain တစ်ခုဖြစ်တာကြောင့်နည်းနည်းရှုပ်ထွေးစေမဲ့ domain အကြောင်းကိုစပြောကြပါမယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာရောက်ရှိနေကြတဲ့ဒိုမိန်ကိုတော့ time cell moon palace လို့ခေါ်ပါတယ်။အချိန် cell လာနန်းတော်တတော်ရှုပ်တဲ့နာမည်ပါလား။ဒီလိုရှုပ်ထွေးမှုရှိတဲ့ဒိုမိန်ကို Naoya ကအသုံးပြုခဲ့ပါတယ်။ Naoya ဆိုတာ mega creator တစ်ခုဖြစ်ပြီး Zen Mitazu ရဲ့စွမ်းအကြီးမားတဲ့မိသားစုဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ဇေမီသားစုဆိုတာဂျူဂျူစုပညာမှာတစ်ဖက်ကန်းခတ်အောင်ပါရမီပါချတဲ့မိသားစုကြီးတစ်ခုပဲဖြစ်ပါတယ် နာဝယာဆိုရာနာဝဘီထိုရဲ့အငယ်ဆုံးသားဖြစ်ပြီး Bit 3 Family မှာ Cost Energy အများဆုံးနဲ့မွေးဖွားလာခဲ့တာပါ Cost Energy အရင်များသူဖြစ်တာကြောင့် Projection Sorcery လို့ခေါ်တဲ့ Ability တစ်ခုကိုအသုံးပြုနိုင်ပါတယ် Projection Sorcery ဆိုရာ Jujutsu Kaisen ရဲ့အရင်ရှုပ်ထွေးတဲ့စွမ်းရည်တစ်ခုဖြစ်ပြီးကဘာကြီးတစ်ခုလုံးမှာရှိတဲ့အရာခက်သိမ်းအလုံးကို24 frame per second နဲ့မြင်ရတယ်လို့ပဲအလွယ်ဆိုရမှာပေါ့ frame per second fps ဆိုတာခင်ဗျားတို့အခုကြည့်နေတဲ့ဗီဒီယိုကိုကျွန်တော်က30 frame per second နဲ့ပြုလုပ်ထားတာဖြစ်ပါတယ် ဒါကြောင့်တစက်ကမှာ frame ပေါင်း30ပါဝင်ပါတယ်။ Brother တို့ဆောင်းနေကြတဲ့ mover shooting game နဲ့ open world game တွေကိုတော့အနည်းဆုံး60 frame per second ကနေ240 frame per second အထိအသုံးပြုပြီးဖန်တီးထားကြတာပါ။ဒါမှသာလျှင်တစက်ကအတွင်းမှာလှုပ်ရှားမှုပေါင်း60ကနေ240အထိပြသနိုင်မှာဖြစ်ပါတယ်။တိပ်ပန်နေကြဆက်သက်မှုတွေအရာကျွန်တော်တို့လူသားတွေရဲ့မျက်လုံးတွေဟာတစက်ကမှာ frame ပေါင်း30ကနေ60လောက်အထိကိုသာလက်ခံနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်းလူတော်များများက 60fps ပဲ support ပေးတဲ့ device တွေကိုဆက်လက်အသုံးပြုနေကြတာမျိုးဖြစ်ပါတယ်။ Projection Sensory ဆိုတာတကဘာလုံးကို24 frame per second နဲ့အလုံးလုံးခိုင်းလို့ရတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။24 fps ပဲရတဲ့ကဘာကြီးမှာအိုက်ထက်ပုံများတဲ့ frame တစ်ခုနဲ့လှုပ်ရှားမိလိုက်မယ်ဆိုရင်တော့10စက္ကန့်လောက်ရပ်တန့်သွားမှာပါ။ဆိုတော့24 frame per second ဆိုတဲ့ range တစ်ခုကတော့တော်တော်ကြီးစားတဲ့ပြဿနာတစ်ခုလို့ဆိုရပါမယ်။ နာအိုယာရဲ့ availability ကတောင်24 frame per second နဲ့အလုပ်လုပ်နေခဲ့မယ်ဆိုရင်သူအသုံးပြုမဲ့ domain ကြီးကလည်းတေချာ about 24 frame per second နဲ့ပဲအလုပ်လုပ်ပါတယ်ဒီ domain ကို flinker ချက်တွေအတိုင်းပုံဖော်ထားတာမျိုးဖြစ်ပြီး flink တစ်ချက်ပို့သွားတာနဲ့ domain creator ကပို့သွားတဲ့ flink တစ်ချက်လုံးကို cellular level အထိဖြည့်ဆည်းပြနိုင်စွမ်းရှိပါတယ်အကယ်၍ browser မှာ projection surgery လိုမျိုး availability တခုရှိနေခဲ့မယ်ဆိုရင်တော့ဒီ domain ထဲမှာ24 frame per second အတိုင်းအတိအကျလှုပ်ရှားနေနိုင်မှာဖြစ်ပါတယ် ဒီ domain ကိုတော့ကျွန်တော်ရဲ့ personal အမည်အရအရန် smart ဖြစ်တဲ့ domain တစ်ခုလို့သတ်မှတ်ထားခြင်းပါတယ်။ဒီနေ့ video ရဲ့နံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကိုတော့ coffeenup.io.mountain လို့ခေါ်ပါတယ်။ဒီ domain ကိုတော့ Gojo မဟုတ်တဲ့ Jogo ကအသွင်ပြုခဲ့တာမျိုးဖြစ်ပြီး Jogo ဆိုတာ Gedo ရဲ့အလောက်မှာရှိတဲ့ spirit တကောင်ပဲဖြစ်ပါတယ်။မိတော်အရှင်တစ်ခုကို Phantom Night Zone ရှိတဲ့ domain တစ်ခုလို့ပဲအလွယ်ဆိုရမှာပေါ့။မိတော်အရှင်တစ်ခုကို casting လုပ်တဲ့ domain တစ်ခုဖြစ်တာကြောင့် temperature အရာအရန်ပူပါတယ်။ ီးတောင်ကနေထွက်လာတဲ့ခြောက်ရီပူတွေကြောင့်တာမန်ဂျီဂျီဆူယူဇာတယောက်ဆိုရင်ပြအဖြစ်အလွယ်တကူပြောင်းလဲသွားနိုင်တာပါဆိုတော့ဂျိုကိုရဲ့ဒိုမိန်ကတော့ that's it ဂျိုကိုရဲ့ပြောပြချက်အရသူဖမ်းထဲလိုက်တဲ့လူ69ယောက်စလုံးပြအဖြစ်ပြောင်းလဲသွားခဲ့တာမျိုးဖြစ်ပြီးအယောက်100မြောက်သောကိုဂျိုကြမဂျိုကိုရဲ့ဘဝဟာကူပြောင်းသွားခဲ့ရတာပါဒီနေ့ဗီဒီယိုရဲ့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကိုတော့ self embodiment for perfection လို့ခေါ်နိုင်ပါတယ်။ Oh man, this is number 5 not 4. Why all is these fucking shit? မဟိကိုရဲ့ ability က transfigure ဖြစ်ပြီးထိလိုက်တဲ့လူမတ်တများရဲ့ပြင်ပပုံတံံကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။ shape နဲ့ form အပြင် solo ကိုပါတစ်ခါတည်းပြောင်းလဲနိုင်စွမ်းရှိနေခဲ့တာပါ။ဒါအပြင် transfigure human တွေကိုလည်းတကူတည်ဆောင်နိုင်တဲ့ cosplay ဖြစ်ပြောင်းလဲပင်ဆဲထားနိုင်ပါသေးတယ်။မဟိတိုရဲ့ domain ကတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးဖန်တီးနိုင်တဲ့ self domain တစ်ခုဖြစ်ပါတယ်။ self domain လို့ဆိုရအောင်လဲမဟိတိုအာဒီ domain ကိုဖန်တီးနိုင်ဖို့အတွက် transfigure human တွေကိုအသုံးပြုခဲ့တာအကြောင်းပြောရဆိုရခက်ခဲစေပါတယ်။ ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ဒိုမိန်းကိုတော့ Hakari Kenji ဆိုတဲ့ပဲကြီးကအသုံးပြုခဲ့ပါတယ်။ဒီဒိုမိန်းအကြောင်းကိုရှင်းပြနိုင်ဖို့အတွက်အချိန်အတော်လေးကိုယူခဲ့ရပါတယ်။ဒါအကြောင်းကျွန်တော်အတွက်တော့ဒီဒိုမိန်းဟာစိတ်ဝင်စားစရာအကောင်းဆုံးဒိုမိန်းတစ်ခုဖြစ်နေခဲ့တာပါ။ Pachinko လို့ခေါ်တဲ့ term တစ်ခုကိုအဓိကလေ့လာခဲ့ရတာပါ။ Pachinko ဆိုတာဂျပန်နိုင်ငံရဲ့ slot တွေကိုပြောတာမျိုးဖြစ်ပါတယ်။ Pachinko အလုပ်လုပ်တဲ့ပုံစံကိုရှင်းပြရမယ်ဆိုရင်ခမည်းကငွေအောင်ဘောလုံးလေးတွေကိုပတ်စံပြီးပြီးဝယ်ရမှာဖြစ်ပါတယ်။ ဒီလိုငွေရောင်ပေါလုံးလေးတွေကို plain coal လို့ခေါ်တဲ့အတန်းကနေ jabot area ကိုရောက်အောင်ပြင်နိုင်ခဲ့မယ်ဆိုရင်ပတ်စံတွေအများကြီးကိုရရှိနိုင်လိမ့်မယ်လို့ဖော်ပြထားခဲ့ပါတယ်။ Pachinko machine တွေအလုပ်လုပ်တဲ့ပုံစံကတစ်ခုနဲ့တစ်ခုလုံးဝမတူပါဘူး။အလုပ်လုပ်တဲ့ပုံစံတွေမဟုတ်ဘဲ thing တွေပါကွဲပြားလေးရှိပါတယ်။ Gandan Pachinko နဲ့ Baki Pachinko ရဲ့အထိပါရှိတာကြောင့်အမျိုးအစားတော်တော်လေးစုံလင်တယ်လို့ဆိုရပါမယ်။ဒီလို Pachinko တွေအများကြီးတဲ့ Gamma Hakari ကတော့ Romantic Sand နဲ့ Role Playing Game တစ်ခုကိုရွေးချယ်ခဲ့တာပေါ့။ ီ romantic role play game မှာနံပါတ်1ကနေခွင့်အထိပါတဲ့အတန်းဆုံးခုရှိပြီးနံပါတ်3ခုတူတူကြမယ်ဆိုရင် bonus ရရှိပါတယ်။ Hakari ရဲ့ domain ဟာလည်းအခုပြောပြခဲ့တဲ့အလောင်းကစားတွေနဲ့တိုက်ရိုက်ပတ်သက်နေခဲ့ပါတယ်။ Hakari တယောက်ကံကောင်းလေလေသူ့ရဲ့ domain ကိုအချိန်ကြာကြာအသုံးပြုနိုင်လေလေပဲဖြစ်ပါတယ်။ domain နဲ့မှာအချိန်ကြာကြာနေနိုင်လေလေပုံမတန်မာလေလေလို့ဆိုနိုင်တာပေါ့။ဖြစ်ရှင်ကို game တွေမှာ rich mode လို့ခေါ်တဲ့ mode တစ်ခုပါဝင်ပါတယ်။ ဒီမုတ်မှာဟာခါရီကရှေးကနန်းနှလုံးကိုတူညီတဲ့ကနန်းနှလုံးရထားပြီးဆိုတာနဲ့နောက်တစ်လုံးကပါကိုပဲကြာကြာတူညီတဲ့ကနန်းနှလုံးကိုပေးစွန့်နိုင်တဲ့မုတ်တစ်ခုဖြစ်ပါတယ်။မန်ခါရဲမှာတော့ကာလာရီမပါဝင်ခဲ့ပေမဲ့အနမဲထွက်တဲ့အချိန်ကျရင်တော့တေချာပေါက်ဒီတိုမိန်ဟာကာလာရီကြောင့်စိတ်ဝင်စားဖို့ကောင်းနေမှာအမှန်ပါ။ဘာလို့ဆိုအစိမ်းရောင်ဟာဟာခါရီရဲ့ bonus chance ဟာနည်းနေပြီးကိုဖော်ပြတာမျိုးဖြစ်ပြီးအနီရောင်ကတော့အလယ်လက်၊ရွှေရောင်ကတော့အမြင့်ဆုံး chance တွေကိုအဓိကကိုးစားပြုထားကြပါတယ်။တက်တက်ရောင်ဘောလုံးနဲ့တကားတွေကတော့ချက်ပေါက်ကိုကိုးစားပြုနေကြတာပါ။ ဂျပော့တခုချင်းစီတိုင်းက damage speed နဲ့အတူစွမ်းအားတွေကိုကူစားပြုနေခဲ့ပါတယ်။ဒါကြောင့်ဒီဘဲဟာသူ့ရဲ့ domain ထဲမှာဆိုရင် cost energy တွေကိုအကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။ဒါကြောင့်လည်း Hakari ဆိုတာတက်လို့မရတဲ့မုတ်တခုကိုပန်းဆိုင်နေခဲ့တာပါ။ဒါကတော့နည်းနည်းနားလည်ရခက်တဲ့ Hakari ရဲ့ death gambling domain အကြောင်းပဲဖြစ်ပါတယ်။ဒီနေ့ video ရဲ့နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကိုတော့ one profusion လို့ခေါ်ပါတယ်။ ဒီတို့ main ကတော့ဆရာကြီးကဲတို့အသုံးပြုခဲ့တာမျိုးဖြစ်ပြီးဒီတို့ main နဲ့ပတ်သက်တဲ့ information တွေကိုတော့နည်းနည်းပါးပါးသိထားရပါတယ်။နည်းနည်းပါးပါးသိထားရတဲ့အချက်အလက်တွေနဲ့မရှင်းပြချင်တာကြောင့်ဒီတို့ main ကိုတော့ချန်ထားခဲ့လိုက်ပါမယ်။ဒီတို့ main ကိုကဲတို့ကအသုံးပြုတာဖြစ်လို့နံပါတ်3နေရာမှာထပ်ထပ်လိုက်တာမျိုးပါ။ဒီနေ့ video ရဲ့နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့ domain ကတော့ malevolent shrine ပဲဖြစ်ပါတယ်။ malevolent shrine ဆိုတာ domain အလုံးထဲမှာအကျဉ်းဆုံး domain တစ်ခုပဲဖြစ်ပါတယ်။ ဒီရိုမင်းကိုဂျင်းစာတို့ရဲ့ဗျင်စကူနာကအသုံးပြုခဲ့တာမျိုးဖြစ်ပြီး open barrier ပုံစံမျိုးဖြစ်ပါတယ်။ open barrier ဆိုလို့ခမားတို့ရှင်ခွင့်ကြီးလိုမျိုးဝင်စင်တိုင်းဝင်ထွက်စင်တိုင်းထွက်လို့ရမယ်လို့မထင်လိုက်ပါနဲ့။ malevolent shrine မှာကစုစုပေါင်းစွဲရည်နှမျိုးရှိပါတယ်။တစ်ခုက cliff တစ်ခုက dismantle ပဲဖြစ်ပါတယ်။ဒါကြောင့် shrine ကြီးရဲ့200မီတာအကွာအဝေးထိစကူနာဟာရှိသမျှရန်သူတိုင်းကိုဖျက်ဆီးပစ်နိုင်စွမ်းရှိတာပါ။ဒါကြောင့်လဲစကူနာရဲ့ဒိုမိန်ဟာ JJK ရဲ့အကြမ်းဆုံးဒိုမိန်တစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်းကိုဂျိုရဲ့ဒိုမိန်ကတော့ skuna ရဲ့ဒိုမိန်ကိုတေချာပေါက် expand နိုင်မယ်လို့ယူကြည်ထားရပါတယ်။ကိုဂျိုရဲ့ဒိုမိန်ကတော့ဒီနေ့ video နံပါတ်1နေရာကိုရောက်ရှိနေခဲ့ပါတယ်။ကိုဂျိုရဲ့ဒိုမိန်နံပါတ်ကတော့ unlimited fly ဖြစ်ပြီးနံပါတ်အတိုင်းအကသက်မရှိတဲ့ hinging ဖြစ်တဲ့အခုပဲဖြစ်ပါတယ်။ JJK series ရဲ့အစိတ်အပိုင်းတိုင်းကို canon လို့သတ်မှတ်ထားနိုင်ပါတယ်။ဒါကြောင့်ကိုဂျိုပြောတဲ့စကားတခုဟာလည်း canon စကားတခုဖြစ်နေတာကြောင့်အတီးပြုတ်ပြီးပြန်လည်းပြောပြပေးခြင်းပါတယ်။ ကိုချိုပြောခဲ့တဲ့စကားတခွန်အရာဆိုရင်သူလုံးတမျှအရာတိုင်းကိုအကောင်းဆုံးအနေအထားနဲ့ပဲလွတ်ဆောင်နေလို့သိထားရပါတယ်။ဒါကြောင့်လဲကိုချိုဟာအကန့်အသတ်မရှိတဲ့ domain တစ်ခုကို expand နိုင်ခဲ့တာမျိုးပါ။ကိုချိုရဲ့အဓိက ability ကတော့မျက်လုံး၆လုံးကိုထိချိုးနိုင်စွမ်းရှိပါတယ်။ဒီမျက်လုံး၆လုံးအကြောင်းကိုလည်းကျွန်တော်နောက်ထပ် video တစ်ပုဒ်နဲ့အတူဆက်လက်ရှင်းပြပေးပါမယ်။ဒီမျက်လုံး၆လုံးကိုအသုံးပြုပြီးကိုချို high universe တစ်ခုလုံးရဲ့ knowledge တွေကိုသိရှိနိုင်ပါတယ်။အကန့်အသတ်မရှိတာနဲ့အဆုံးမဲ့တာတို့ဟာတူတူလိုလိုနဲ့တော်တော်ကွဲပြားတဲ့ဝေါဟာရနှစ်ခုပဲဖြစ်ပါတယ်။ အစုံမဲဆိုတာအနိုင်မဲ့အတူမရှိအနန္တစတဲ့အရာတွေကိုကိုးစားပြုတာကြောင့်ကိုဂျိုရဲ့ limitless boy ဟာအကန့်အသတ်တာမရှိတဲ့သဘောမျိုးကိုတက်ရောက်ပါတယ်။ရှီဘူယာ accident အပိုင်းမှာကိုဂျိုဟာသူ့ရဲ့ domain ကို0.2 second အထိ expand နိုင်ခဲ့ပါတယ်။ဒီအချိန်အတွင်းမှာတဲ့ကိုဂျိုဟာလူပေါင်းများစွာရဲ့ network စာ knowledge တွေကိုရရှိပိုင်ဆိုင်လိုက်ပါတယ်။ကိုဂျိုဟာသူ့ရဲ့ domain အတွင်းမှာဆိုရင်အကန့်အသတ်မရှိတဲ့အတွက်ကြောင့်ပြည့်မဲ့အတိုင်းကိုအလွယ်တကူအဆုံးသတ်ပြစ်နိုင်ပါတယ်။ ရှီဘူယာအပိုင်းမှာဆိုရင်ဂိုဂျိုဟာစက္ကန့်ပေါင်300အတွင်မှာအတီးတီးကြကြပြောမယ်ဆိုရင်9မိနစ်အတွင်မှာ transfer human တွေကိုဖြတ်စီးပြနိုင်ခဲ့တာပါဒီအတွက်ဂိုဂျိုဟာသူ့ရဲ့ unlimited void ကို0.2 second သာ expand ခဲ့ရတာပါ LOP loop ဆိုတဲ့စကားဟာခမားတို့တခြင်းဖွင့်ခဏခဏမြင်နိုင်ပါတယ်အကယ်၍ခမားကခမားချက်တဲ့တခြင်းတစ်ပုဒ်ကိုထပ်ခါတလဲလဲဖွင့်ထားခြင်းနဲ့ဆိုရင် loop ကိုနှိပ်ထိုင်ရပါတယ် ကိုချိုကလည်းသူ expand လိုက်တဲ့0.2 seconds အားရှိတဲ့အချိန်ကာလတစ်ခုကို loop လုပ်လိုက်တာမျိုးဖြစ်ပြီး deep blue ဟာအကန့်အသတ်မရှိပါဘူး။ဒါကြောင့်လဲ transfigure human တွေဟာချက်တက်နေကြတာမျိုးပါ။အကန့်အသတ်မရှိတာဟာအစုံးမဲ့တာလောက်တော့အစွမ်းမကြီးတာမှန်ပေမဲ့ကိုချိုရဲ့ domain ကိုတော့ကျွန်တော်ကအကျန်းဆုံး domain တစ်ခုလို့သတ်မှတ်ထားခြင်းပါတယ်။ကဲဒါရီကတော့ JJK series ရဲ့ domain တွေကိုရှင်းပြထားတဲ့ ranking တွေပဲဖြစ်ပါတယ်။ဒီလားဆိုရင်တော့ brother တို့ကလည်း JJK series ထဲမှာပါဝင်တဲ့ domain တွေအကြောင်းကိုနားလည်သွားလောက်ပါပြီ။ ဘယ်ထိုမင်းကမပူချမ်းတာမင်းပြောတာကတော့တော်လွဲကြီးလို့ထောက်ပြချင်တဲ့ brother တို့ရှိမယ်ဆိုရင်လည်းအောက်က comment section မှာဝင်မဲ့သွားနိုင်ပါတယ်။ဒါကြောင့်ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။နောက်တစ်နေ့မှာနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်တွေ့ကြတာပေါ့။အားလုံးပဲ bye bye